RCD ထွင်မှတ်နေတဲ့အတွက်ကန်နဲလန်းချောင်းရှာတဲ့နေရာမှာ K5 နေအစား Definer တွေကိုဗကြောင်အသုံးပြုနေကြတာလေ Definer တွေဟာ K5 နေထက် resistant ပိုကောင်းပြီး NAND ကတင်တိဖြစ်လို့ကန်နဲဝော်တွေကိုမလိုအပ်ဖဲကတင်လုံးပစ်တာမျိုးမဖြစ်စေပါဘူးရှင် root ကန်နဲထဲမှာ working line တိုင်းတာတာတွေ root ကန်နဲ pattern စီရရှိအောင်ပြုလို့ရတွေမှာ K5 နေထက်ပိုပြီးထိထိရောက်ရောက်အသုံးပြုနိုင်ပါတယ်2%တိပ်ပါဖြစ်ပြီးဈေးကွက်ထဲမှာ flexibility အကောင်းဆုံးဖိုင်ဖြစ်တာကြောင့် classic ပိုင်းကကန်နဲတွေမှာတောင်ဖိုင်ကျိုးမှာကိုစိတ်ပူစရာမလိုပါဘူးရှင် Definer လေးကိုအသုံးပြု မယ်ဆိုရင်အခြား hand file တွေလိုမူတံအောက်ပုံစံမျိုးမဟုတ်ပဲ close wide anti close wide ပုံစံမျိုးအသုံးပြုခြင်းဖြင့်ဖိုင်ကျိုးနိုင်ခြေကိုလျှော့ချနိုင်ပါတယ်ဒီဖိုင်နာတွေမှာဆိုရင်အရှိအားဖြင့်21 mm 25 mm နှစ်မျိုးရရှိနိုင်ပြီး fine size အနေနဲ့လည်း8 10 50အပြင်ဘယ်မှမမရနိုင်တဲ့ဂျားဆိုင်တွဲကိုပါရရှိနိုင်တာကြောင့် root gun တွေမှာတခါတလေ site တန်းထက်ကြီးပြီး site 50ထက်သေးနေတဲ့အခြေအနေမျိုးတွေမှာအဆင်ပြေစွာအသုံးပြုနိုင်ပါတယ်ဒါကြောင့်ဖိုင်ကျိုးနိုင်ခြေအနည်းဆုံးနဲ့ flexible အဖြစ် ုံးဒီဖိုင်နာတွေဟာကေဖိုင်တွေထက်အသုံးပိုများနေရခြင်းဖြစ်ပါတယ်ယခုလအတွင်းဝယ်ယူသူများအနေနဲ့လည်း50% discount လေးရရှိနိုင်တာကြောင့်အမြန်ဝယ်ယူထားကြဖို့တိုက်တွန်းလိုက်ပါရစေရှင်